မင်္ဂလာပါကျွန်တော်ကတော့လောကီရေးတဲ့လောကုတ္တရာအကြောင်းအရာကိုကြားပြောတဲ့ရွှေပေပဲဖြစ်ပါတယ်ဒီနေ့ကျွန်တော်ဘာသာတရားတွေကိုလေ့လာတဲ့အခါမှာဘာသာတရားတိုင်းမှာကောင်းငင်ဘုံကဆင်းသက်လာတယ်တမလွန်အတွက်အာမခံဆိုတာရှိတယ်ဆိုတာတွေ့ရတယ်တော့လူတော်တော်များများကတော့မိမိကိုယ်ကိုယ်ယုံကြည်တာဘာသာတရားကိုပဲလေ့လာပြီးတော့မှနော်ဒီအရာကိုပဲထိမ့်သိမ့်ဆောက်ရှောက် စီကတ်တတ်တယ်ဆိုတာတွေ့ရတယ်။ဆိုကျွန်တော်တမချမ်းစာထဲမှာပေါ့နော်ကျွန်တော်လေ့လာတဲ့အခါမှာငါကောင်းငင်ကဆင်းသက်တော်သူဖြစ်တယ်ယေရှုပြောခဲ့တယ်။ဆိုတော့ဖခင်ကတဆူတည်းရှိတယ်။ဖခင်နဲ့လူသားထဲမှာအာမခံတည်တော်ယေရှုရှိတယ်။တတိနှစ်ငါးမှာဖော်ပြတယ်လို့ရှင်ယောဟန်တစ်ဆယ်မှာလဲအကျဉ်သူဒီလူတို့ရှင်မှာငါ့ကိုဝန်ခံ၏ထို့သူကိုကောင်းငင်ဘုံခမဲတော်ရှင်မှာ ငါဝန်ခံမယ်ဆိုအာမခံရှိတယ်။ထိုနည်း၎င်းပဲနော်သူ့ဘာသာငါဘာသာမှန်တယ်ဆိုပြီးတော့မှလူတိုင်းကပြောတတ်ကြတယ်။အစ္စလာမ်မှာလည်းတမလွန်တွဲအာမခံရှိတယ်။အားလုံးသိတဲ့အတိုင်းသူတို့ရဲ့လ12လမြောက်မှာမက္ကာကိုဖျားဖူးထွက်တယ်။ကာဗာနန်းတော်ရဲ့ထောက်မှာကြောက်တုံးလေးရှိတယ်။ထိုကြောက်ကိုသွားရောက်ထီတွင်နန်းရှုပ်ရတယ်။ဤရာကအပြစ်ဖြေရာကြောက်ပဲ။ဆိုတော့ ထမြောက်ရနေ့မှာထိုကြောက်တုံးဟာစကားပြောမယ်ဖူသူကိုတမလွန်မှာအာမခံပေးမယ်တဲ့နော်ဒါဒီကြောက်ကြောင်းပြီးတော့မှဂင်းကမြစ်ဟိန္ဒူဘာသာထုံမြစ်ကလည်းထုံနီး၎င်းပဲလူတွေကိုစေကြောတတ်စီမီကဲတင်ရာမြစ်အနေနဲ့သူတို့လက်ခံယုံကြည်ကြတယ်ဒါကိုကျွန်တော်တာမန်ဆိုမြစ်ပေါ့ဒီမြစ်ကသူတို့ကမေရော်နတ်ဖျားအနေနဲ့ တို့ကကိုးကွယ်ကြတယ်ခင်းကမဲ့တော့ဗောနော်နတ်ဖယားမအနေနဲ့တို့ကိုးကွယ်ကြတယ်အဲ့တော့ကျွန်တော်အနေနဲ့ဥစွာဒီခင်းကရဲ့ယာဇဝင်လေးကိုအနည်းငယ်ပြောပြချင်တယ်ဗောနော်ဆိုတော့ဟိုးရှေ့တုန်းကအာပဂိယထာဆိုတဲ့မင်းကြီးဗောနော်သူကသူ့ရဲ့သားသမီးတွေကိုတမလွန်အတွက်ကဲတင်ပေးဖို့အတွက်ဖယားကိုတောင်းပန်တယ်ဖုန်မြစ်က တစ်ချိန်တုန်းကကောင်းကင်ဘုံမှာငကငွေတန်းလို့စီးဆင်းနေတယ်ဆိုတော့သူ့ရဲ့တောင်းပန်မှုကြောင့်ထွန်မြင့်ကြီးကကဘာမြင့်ကြီးဘော်ကိုဆင်းသက်လာပြီးစီးဆင်းနေတယ်เนาะလူတွေကိုကဲတင်ရနတ်ဖျားမလူတွေရဲ့အပြစ်ကိုဆေးကြောပေးရတမလွန်အတွက်အာမခံနတ်ဖျားမေတော်အနေနဲ့ယနေ့စီးဆင်းနေခြင်းဖြစ်တယ်။ဒါကြောင့်သူတို့အလေးထားတယ်။လေးနေရာမှာเนาะတစ်နှစ်တစ်ကြိမ်၊လေးနှစ်တစ်ကြိမ်၊၆နှစ်တစ်ကြိမ်၊နှစ်တရာကျော်တစ်ကြိမ်ကျင်းပတယ် ထိုပွဲဆိုရင်ကမ္ဘာပေါ်မှာအစီအကားဆုံးပွဲပဲသွားပြီးတော့မှစေကျော်တန်ဆင်ကြတယ်ထိုကြီးကိုတောက်ကြတယ်ထိုကဲ့သို့တောက်ချင်းအဖြစ်တမလွန်မှာဘဝတဖန်ဖန်နဲ့တန်တရားလင်ချင်းကနေလွတ်မြောက်ပြီးတော့မှနိဗ္ဗာန်ကိုရောက်မယ်ဆိုပြီးတော့ယုံကြည်ကြတယ်နောက်ဆုံးနိဗ္ဗာန်တန်မရောက်ရင်တော့မှဒီတန်တရာဘဝမှာအပြစ်နဲ့အကုသိုလ်တွေအပေါ်ပါသွားစေမယ်ဆိုပြီးတော့မှတေဆုံးသူရဲ့ပြာကိုလည်း ထုံမြင့်ထဲမှာမျောတယ်တချို့ကလည်း body အလိုက်ပဲထုံမြင့်ထဲမှာမျောပြီးတော့မှတမလွန်အတွက်အာမခံအနေနဲ့အရေးတည်ယူသူတို့လောက်ကြတယ်ဆိုတော့တွေ့ရတယ်အစ္စလာမ်ဒီမက်ကာကြောက်နော်မက်ကာမှာရှိတဲ့ကာဘာကြောက်ကိုဘယ်ရလာလဲလို့ကျွန်တော်စုံစမ်းလိုက်တဲ့အခါမှာသူရဲ့ယုံကြည်မှုကတော့ပထမဆုံးလူသားဖြစ်မဲ့အာဒံကိုအပြစ်ဖြေရာကြောက်နေနဲ့ပြီးခဲ့တယ်အဲနောက်တော့အာဗြဟံအာဗြဟံနေမှာအိရှမွေလာအိရှမွေလာနောက်ဆုံးတမန်တော့ ဒီမိုဟာမက်ကနေပြီးမှဒါကိုထိမ့်သိမ်းလာခဲ့တယ်ဆိုတဲ့အရာပေါ့နော်ဒါကဖျားနေတော့မဟုတ်ဘူးသူကအပြစ်ဖြေရကြောက်ငကိုတော့နှုတ်ခဲ့သူဖြူစင်တယ်သွားရောက်ထီတွင်တန်းရှုပ်ကြတဲ့အခါမှာအပြစ်ကထုံမှကူးဆက်ပြီးထိုကြောက်တော့အခုမဲအောင်နေမကဘူးလက်နေတယ်ဆိုတာတော့တွေ့ရတယ်ရှင်ပြန်ထမြောက်ရနေ့တနည်းပြောလို့နောက်ဆုံးသောတရားစီရင်ရဲ့နေ့ရမှာထိုကြောက်တုံးကစကားပြောလာမယ်။သူ့လာထိတွေ့သွားသောသူเนาะတစ္ဆာရှိသောသူကိုသူက အာမခံပေးမယ်ဖရာရှိမှဆိုပြီးတော့သူတို့တက်ဝင်ယုံကြည်ပြီးအခုမက်ကာကိုတို့တို့အရေးတည်ယူနေသွားပြီးတော့မှချီတွင်နှာရှုပ်ကြခြင်းဖြစ်တယ်ဆိုတာမဟုတ်ဘူးလားတမလွန်အတွက်အလွန်အရေးမပါဘူးလားထိုကြောက်ကဒင်းကမေတော်ကရောတမလွန်ထက်ထိုဘာသာဝင်တွေအတွက်အရေးမပါဘူးလားပြောလို့မရပါဘူးသူတို့ရောက်အောင်သွားကြတယ်ဆိုတဲ့အရာကဒါကိုယ်ွယ်ယုံကြည်မှုပဲ ကျွန်တော်တို့ယုံကြည်သူတွေကတော့နော်ဒီလူသားတိုင်းအာဒံမှာအပြစ်ကျူးလွန်တဲ့အတွက်အပြစ်တရားနဲ့သေခြင်းတရားဝင်လာတယ်။အပြစ်ရဲ့အခါသေခြင်းဖြစ်တယ်။နောက်ပြီးတော့လူဟာဆက်ကြောလာမှာကတန်တယ်။လူဟာမပေးစားနိုင်ဘူး။ပြုဘူးတဲ့ကောင်းမှုကဘုရားရှင်မှာဆံမမီဘူး။အဲ့ဒါဘုရားပဲတန်နိုင်တယ်။အဲ့တော့ဘုရားကလူစားတိခံမယ်ဆိုတော့ဓမ္မဟော39ကျမ်းလုံးမှာကြိုတင်ပြီးရေးသားထားတယ်။လူစားတိခံမယ်ရပြုမဲ့မှုအစုံမဲ့အားလုံးကြိုတင်ရေးသားထားတဲ့အတိုင်းသခင်ယေရှုမှာပြည့်စုံခဲ့တယ်။ ဒီကျမ်းစာတွေ1940ကိုစားငတ်အိုင်ဂူထဲမှာပြန်လဲတွေ့ရှိတယ် BC 300ရေးသားထားတဲ့ကျမ်းနေရာဒီနေ့ကျွန်တော်တို့ဖတ်တဲ့39ကျမ်းနဲ့ใกล้ညီမှုရှိတယ်ဖြည့်ဆွတ်ထားခြင်းမရှိမဟုတ်ဘူးဆိုတဲ့အရာကထိုအရာကတည်တည်ခံနေတယ်ဒီနေ့ကဘာသူတည်သူတွေကလည်း20ရာစုမှာအကြီးမြတ်ဆုံးသောရှာဖွေတွေ့ရှိမှုဆိုပြီးထူထမကျမ်းစာတွေ့ရှိမှုမှတ်တမ်းတင်ထားတယ်ထိုရှင်ကတော့လူလူရှင်မှာငါ့ကိုဝန်ခံတယ်ကောင်းကင်ဘုံခမဲတော်ရှင်မှာ ထူးထူးငါဝတ်ခံမယ်။သခင်ယေရှုကကျွန်တော်ပြည့်အတွက်သေခံတယ်။သုံးရမြောက်တော့ဒီမှာရှင်ပြန်ထမြောက်တယ်။လူတိုင်းကြောက်ပြီးတသက်လုံးကြုံခံရတဲ့အပြည့်ရဲ့အခါသေခြင်းအတွက်သူကလူသားနီးတူအသွေးသားဆောင်ယူပြီးအသေးခံခဲ့တယ်။ဒါမှမဟုတ်ရှင်ပြန်ထမြောက်ခဲ့တယ်။ကောင်းကင်ဘုံကိုပြန်လဲတက်ကြသွားတယ်။တဖန်ကောင်းကင်ဘုံကိုပြန်လဲဆင်းသက်လာအောင်။အရှင်သမိုင်းဝင် အရှင်ဖျားဖြစ်တယ်။သူရှင်ကိုညှင်းပယ်မယ်ဆိုတော့မိမိတမလို့မိမိတောင်းဝန်ယူတော်သူသားလည်း ဖြစ်တယ်။ဒါကြောင့်မလို့လူတိုင်းလွတ်လပ်စွာရွေးချယ်ကိုးကွယ်နိုင်တယ်။ဒီအရှင်ကိုညင်းပယ်ပြီးတော့မှမြစ်ကိုပဲယုံမယ်ဆိုလဲဒါကိုယ့်ရဲ့ရွေးချယ်မှုပဲ။ကိုးပါတာဘလောက်ကောင်းတယ်ပြောပြောဒီကြောက်တုံးပဲယုံမယ်ဆိုလဲဒါမိမိရဲ့ကိုးကွယ်ရပဲ။ရွေးချယ်ရပဲ။ငရဲကိုဘယ်သူမှမချပါဘူး။ကိုယ့်အကူရွေးချယ်ကြတာပါ။လူသားတိုင်းကယ်တင်ခြင်းသို့ရောက်ရင်တမန်တရားတည်ကြပါစေ။